မြတ်စွာပြိဋိနိဗ္ဗာန်ပြုကံဤအချိန်တွင် ရှင်အနန္ဒာမထေရသူမြတ်သည်မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်ကဘွားကျွတ်သောအခါဘုရားမူလာရောက်ကြကုန်သောယဟန်ကောင်းယဟန်မြတ်တို့စိတ်ကပူးမြော်ွက်ရခဲ့ပါသည်မြတ်စွာဘုရားပြိဋိနိဗ္ဗာန်စံတော်မူသောအခါအဘယ်နေရာအဘယ်ဌာနကို စီကဖုံးလျော်ခွင့်ရနိုင်ပါမည်နည်းဟုမြတ်စွာဘုရားအားလျှောက်ထားသောအခါ၌မြတ်စွာဘုရားရှင်ကစိတ်သားအနန္ဒာယရနာသုံးပါးကြီးညိုသောအမျိုးကောင်းသားအမျိုးကောင်းသမီးတို့အတွေ့သွားရောက်ဖုံးမျော်တာဝေကယူတင်သောဌာနလေးဌာနတို့ရှိကုန်၏အဘယ်လေးဌာနတို့နည်းဟုမူကားအေလုံးမဏိတာမောအင်းညင်းတော်ကား ်စွာဘုရားဖွားမြင်တော်မူရာဌာနပါတကားဤဘုရားကရာမဟာဗောဓိမန္တန်ကမြတ်စွာဘုရားသဗ္ဗညုတဉာဏ်တော်ကိုရတော်မူရာဌာနပါတကားဤမိဂရဝုန်တော်သည်မြတ်စွာဘုရားအတုမဲ့ဓမ္မစကြာတရားကိုဟောကြားရာဌာနပါတကားဤမန္တမင်းတို့ဤကုသိနာယုံအင်ကြီးရေကုန်ကမြတ်စွာဘုရားနေဘူးနန်းတို့ ပေါ်ဝင်စံမြန်းလျက်ဝိဘတ်ကမ္မဇယုတ်တို့အကျွဲ့မဲ့ခြုံငင်းရာဌာနပါကားဟုတရာတရားရှိသောအမျိုးကောင်းသားအမျိုးကောင်းသမီးတို့တွားရောက်ကူးမြော်တာဝေကယူတင်သောဌာနများဖြစ်ပေသည်အကျဉ်လူတို့သည်ဘုရားဝခီတဲ့လည်းမှုကိုပြု၍ကြီးညိုစိတ်ဖြင့်သေလွန်ညကုန်သောထိုသူအားလုံးတို့သည်နာရွာသူကတိတို့ရောက်ကုန်လက်တန်းဟုမြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါလေရှင် ချမ်းမြေရှောက်တည် ှင်ရနာနာမထေသူမြတ်ကြီးသည်မိမိဤစေတရန်ဝင်ကုဆွေးတော်ကဗျာပါဒဖြစ်နေသည်ကြီးကိုမြတ်စွာဘုရားရှောက်ကြပါလေ။ဘုန်းတော်ကြီးညတ်တော်မူသောမြတ်စွာဘုရားအရှင်ဘုရားဟောကြားတော်မူသည့်အတိုင်းချစ်ခင်နှစ်သက်မြတ်လို့အတော်သူများနှင့်၎င်းသက်ရှိသက်မဲ့သတော်ဝါပေါင်းတို့နှင့်တနည်းခွဲပါရမည်ဆိုဒီမှာတပြည့်တော်တည်ထားပြီဖြစ်ပါလေ ားသမီးတော်ပူဆွေးနေရသည့်အကြောင်းမှာအရှင်ဘုရားပြိဋိနိဗ္ဗာန်ပြုပြီးသည့်နောက်အရှင်ဘုရားသတင်းသုံးငယ်သောနေရာဌာနများအကြောင်းလိုက်ကြီးများဝယ်တရားနာကြသောလူပရိသတ်ယဟန်ပရိသတ်တို့ရောက်ရှိမလာကြတော့ဘဲ၆တွေပျက်စီးကုန်တော်မူအရေးကိုမသိတော့ပူဆွေးတော်ကဖြစ်မိပါကြောင်းရှင်အာနန္ဒမထေရကြီးက ျောက်တင်ခြင်းဖြစ်ပါလေရှင်ဘုရားချမ်းလေးလျှောက်တင်ခြင်းအ ဆုံးဖြစ်တဲ့ตัวอย่างเนี่ยตาม้อรีญาญาเนี่ยมหาม้อรีแลไม่มีเนซินดาธรรมสัจจะเตียวหูฮอเรมีกระวงแลไม่มีอปา ပြိနေဘောပြုတော်မူရာလေးဌာနဆုံးဘုတိနာယုံမှာညနုစင်မကွာမမေ့အစင်ဒူလေးဌာနကြီးညုံမညိုးသမျှကောင်းကျိုးမျိုးမဆုံးပါဆွဲမကြပါမြဲတအမကွာဆွဲမကြပါလူရွာနတ်ရွာကောင်းရာမလွဲပါ အစရာယန္နာစီမခန်းနဲ့စိနထပကပနေချံဝင့်မှန်းကြည့်ညို့